ဈေးကချက်မလိုက်နာသည့်စံတူလောင်ရုံပိုင်းရှင်များကိုအရေးယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စံတန်းချိန်25တန်းနှစ်အထက်ဒုမဟုံစဘာသိန်း1500နှစ်အထက်ဒူလောင်ထားထေစံစဘာဒူလောင်ရှုံထွေကိုမှတ်ပုံသိမ်းဖို့ညွှန်ကြားထားပြီးမလိုက်နာထေလုပ်ငန်းရှင်ထွေကိုအရေးယူသွားမယ်လို့စီးပွားရေးနှင့်ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ဖို့အတွက်စပါးသိန်း၂500နှစ်အထက်တူလောင်ထားတဲ့စံစပါးတူလောင်ရုံပိုင်ရှင်တွေဟာမြမစံစပါးအွန်လိုင်းမိုင်ရိုမှာစံစပါးတူလောင်ရုံမှတ်ပုံတင်လက်မှတ်လျှောက်ထားရမှာဖြစ်တယ်လို့မှတ်ပုံတင်ထားပြီးတဲ့တူလောင်ရုံတွေဟာလည်းလာစဉ်လာစန်းတရက်မှ9ရက်အတွင်းသတ်မှတ်ထားတဲ့ကာလအတွင်းကုန်းရကုန်းထုတ်ကုန်းလက်ချံစရင်အပြည့်အစုံကိုမိုင်ရိုဝက်ဘ်ဆိုက်ကမိမိတို့ရဲ့အကောင့်မှာမပြတ်မကွက်ထည့်သွင်းပေးရမယ်လို့ဆိုပါတယ် ဒီလိုထဲသွင်းရမှာလဲပြည်စုံမှန်ကန်တဲ့အချက်လက်တွေကိုတာဝန်ယူတာဝန်ခံထဲသွင်းပေးရမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တို့ရဲ့နေနဲ့တူလောင်ရှုံမှတ်ပုံအတင်လက်မှတ်လျှောက်ထားဖို့ပြက်ကွက်ထားလစဉ်ကုန်စည်ရင်ကိုပြည်စုံမှန်ကန်စွာသတ်မှတ်ချင်ရတွင် မဆောင်ရွက်သားတွေကိုစစ်ဆေးတွေးရှိပါကအမိတ်အမှတ်82မြင်းဆောင်2024၌ပါရှိသည့်သတ်မှတ်ချက်များနဲ့အညီအရေးယူခြင်းမှတ်ပုံအတင်လက်မှတ်ပယ်ဖျက်ခြင်းဒုမဟုတ်နိလန်းနှစ်ရက်စလုံးနဲ့အရေးယူခြင်းတွေကိုဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။